ဲညီကိုရေကျောင်းဂျားထဲမှာ international break ခံသွားတာဖြစ်တဲ့ကြောင့်မို့ဂျားထဲမှာ Chelsea ပွဲစဉ်တွေလည်းမကြည့်ရတာတော်တော်လေးကြာနေပြီဖြစ်တယ်ဂျားထဲမှာနိုင်ငံပွဲစဉ်တွေကိုပဲကျောင်းကြည့်ခဲ့ရတယ်အခုကျောင်း international break ပြီးသွားပြီကျောင်း Premier League ပွဲစဉ်တွေပြန်လာတဲ့အခါမှာကျောင်း Chelsea အသင်းကဗန်လီအသင်းနဲ့ဒါအခုလာမဲ့စနေနေ့မှာဂျာအစောဆုံးဒါ9နာရီမှာရှင်ပိုင်ကစားသွားမှာပါအားကြောင့်မို့လို့ဒီနေ့မှာဒီပွဲလေးကို ကျွန်တော်ရဲ့အမြင်လေးတွေကိုဆွေးနွေးသုံးသပ်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်လုံနေကြပုံစံအတိုင်းပဲဒါဂျာစီလက်ဆောင်ပေးမယ်အစီအစဉ်လေးကိုလည်းပြန်ပြီးတော့လုပ်ပေးမယ်အရှိမဂျာစီလက်ဆောင်ပေါက်ပြီးသားသူတွေလည်းရှိပါတယ်ကျွန်တော်ဒီလအတွက်ဒါစီးရင်လုပ်ပြီးတဲ့အခါကြားလို့ရှိရင်ကျွန်တော်ဂျာစီတွေကိုရထားတဲ့သူတွေစီကိုပို့ပေးသွားပါမယ်အခုဒီပွဲစဉ်မှာလည်းကျွန်တော်အရင်ကလုံနေကြပုံစံတိုင်းပဲစီကန်ချက်လေး၃ချက်နဲ့ပဲလိုက်လုပ်ရုံပဲပထမတစ်ချက်ကကျွန်တော်ရဲ့အခု post ကို public နဲ့ share ပေးထားပါမယ်ပြီးလို့ရှိရင်ဒုတိယတစ်ချက်ကကြတော့ကျွန်တော် comment မှာချပေးထားတဲ့ Telegram Telegram link လေးကိုနှိပ်ပြီးတော့အဲ့ဒီ Telegram group လေးကို join ထားရမယ်။နောက်ဆုံးနံပါတ်3ချက်ကတော့ရေးကြည့်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဒီအဖြစ်အမှန်ကိုကျွန်တော်ရဲ့ဒီ Facebook post အောက်မှာခံမှန်းမှာမဟုတ်ပါဘူး။ကျွန်တော်ခုနက ချပေးထားတဲ့ Telegram link လေးတဲ့ကိုတွားပြီးတော့အမှလည်း post ခုတင်ပေးထားပါဗျ။ Expo ရဲ့ comment အောက်မှာမှာကျွန်တော်တို့အဖြေကိုခံမှန်းပေးရမှာပါ။ဥပမာဘလို့ခံမှန်းပေးရမလဲဆိုလို့ရှိရင်ကျွန်တော် Burnley 0 Chelsea 2ကိုးစားသွင်းမဲ့အသင်း Chelsea အဲ့လိုပုံစံမျိုးလေးနဲ့မိမိတို့စိတ်ကြိုက်မိမိတို့ ထင်တဲ့ဒါပွဲပြီးရလက်အဖြေလေးကိုခံမှန်းပြီးတော့ဒါကွန်မန့်မှာမန်လိုက်ရုံနဲ့အစီအစဉ်မှာပေါင်ပြီးသားဖြစ်သွားမှာပါလွယ်လွယ်လေးပါဘာမှမခက်ပါဘူးဒီစီကန်းချက်လေး၃ချက်လင်းလဲကိုက်ညီတယ်အဖြေလဲမှန်ကန်တယ်ဆိုလို့ရှိရင်ချက်စီဂျာစီတထဲကိုကျွန်တော်အနေနဲ့ဒါလက်ဆောင်ပေးရသွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီကျော်လက်ဆောင်စီစဉ်လဲပြောပြီးသွားပြီကျော်ရှေ့မှာဘာကြောင်းပြောမှလဲလဲပြောပြီးသွားဖြစ်တဲ့ကြောင့်မလို့ကျော်ဒါအစီအစဉ်လေးကိုစလိုက်အောင် ဂျော့ချာစီအသင်းကဂျော့ဒီယာဒီမှာဒါပုံမှန်ခြေစွမ်းဆိုတာထက်ခြေစွမ်းကတော့မငြိမ်သေးဘူးလို့ပဲပြောရမှာပဲဒါပေမဲ့အခြေအနေကောင်းတဲ့အထဲမှာတော့ပါတယ်အခုလက်ရှိမှတ်ပေးစရာမှာဆိုလို့ရှိရင်လည်းအဆင့်3နေရာမှာရပ်တည်နေတဲ့ချယ်ဆီအသင်းဂျော့အပေါ်မှာဆိုလို့ရှိရင်မန်ချက်စတာစီးတီးနဲ့နှစ်မှတ်กว่าတယ်ဂျော့အာဆင်နယ်နဲ့ဆိုလို့ရှိရင်6မှတ်အထိဒါအမှတ်ပြတ်နေတယ်ပေါ့အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မို့ချယ်ဆီကအခုလက်ရှိဒီ international break ပြီးသွားတဲ့အချိန်မှာချယ်ဆီရဲ့ပွဲချောင်ကာလလို့ပြောလို့ရတယ်ပရီးမီးယားလိမှာ ချက်စီရဲ့တွေ့ရမယ့်အသင်းတွေကဘာပဲပြောဟိုချက်စီအတွက်ကလွယ်လွယ်ကူကူနဲ့ဖျက်ဆီးလို့ရတဲ့အသင်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ချက်စီရဲ့ပွဲချောင်ကာလမှာရာသီနဲ့အမှတ်ကိုရအောင်ယူနိုင်မယ်ဆိုလို့ရှိရင်တော့ချက်စီအသင်းအတွက်ကတော့ကောင်းတဲ့လက္ခဏာတွေကျော်မြင်ရလိမ့်မယ်။ဘာလို့ဆိုတော့အာဆင်နယ်ကဒီအာဆင်နယ်ရဲ့ဒီကာလကတော်တော်လေးပွဲကျက်ကာလလို့ပြောလို့ရတယ်။ကျော် injury တွေလည်းများနေတာဖြစ်တဲ့ကြောင့်မလို့အာဆင်နယ်ကျော်အဆင့်တစ်ကအာဆင်နယ်ကိုကျော်ချက်စီတို့ရိုက်ချနိုင်မလားပေါ့ကျော်အခုလက်ရှိမှာကျော်ချက်စီက ပန်လီနဲ့ထိတ်တိုက်တွေ့နေတယ်ဒီပွဲစဉ်မှာကျောင်းဂျားလည်းမှာဆိုလို့ရှိရင် international break ခံလာတာဖြစ်တဲ့ကြောင့်မလို့ကစားသမားတွေကလည်းကျောင်းအပြည့်အဝအနားယူထားရတယ်ပြီးလို့ရှိရင်ဒါနိုင်ငံအသင်းနဲ့တွားကန်တဲ့ကစားသမားတွေတော့ရှိတာပေါ့အန်ဆိုတို့ကာစီတို့တို့ဆိုလို့ရှိရင် ACC ဒီ international break နှစ်ပတ်လုံးမှာအပြည့်အဝအနားယူထားရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ energy တွေကလည်းအခုချိန်မှာလုံးဝ full ဖြစ်နေမှာကတော့အမှန်ပဲ တရားသားတော့ဒီဘန်လီနဲ့ပွဲစဉ်မှာအန်ဆိုမတ်စကာနေနဲ့ရစ်ယူပြီးတော့လူကုံထုတ်သုံးမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒီပွဲပြီးတဲ့ခါကျလို့ရှိရင်ကျော်ချယ်ဆီအသင်းကဒါချန်ပီယံလိပွဲစဉ်ကျော်ဘာစီလိုနာနဲ့ဒါရှင်မန်ကစားဖို့ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာတရားပေါက်ချယ်ဆီအသင်းနဲ့လူကုံထုတ်မှာတော့မဟုတ်ဘူး။ဒါပေမဲ့အခုလက်ရှိဒီကျော်ဒီဘန်လီနဲ့ပွဲထီချယ်ဆီအသင်းရဲ့မပါဝင်နိုင်တဲ့ injury ကစားသမားတွေကိုပြောရမယ်ဆိုလို့ရှိရင်ကျော်လာဗီယာအနေနဲ့မပါနိုင်သေးဘူး။လာဗီယာကကျော်ဒီဇင်ဘာလလောက်ထဲမှမပြန်ကောင်းလာနိုင်နိုင်မယ်ကျော်အေဗာတန်နဲ့ပွဲ ွဲလောက်မှပြန်ကောင်းလာနိုင်လိမ့်မယ်ပြီးလို့ရှိရင်ကိုပါမကိုပါမကတူးချင်း ကိုဘမကအင်ဂျူရီကနေပြန်ပြီးလဲတတ်တာနေပြီဒါတူးချင်း training တွေလည်းဆင်းနေပြီဆိုပေမဲ့အခုဒီပွဲစဉ်တွေမှာပါဖို့တော့တော်တော်လေးတော့ခဲသေးတယ်ဒါမဲ့ဘာစီလိုနာနဲ့ပွဲမှာ line up မဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ဒီအရန်ကစားသမားအဖြစ်ပါဝင်ကောင်းပါဝင်နိုင်ပါတယ်ဒါမဲ့အရန်ကြီးတော့တေးကြတာမျိုးတော့မဟုတ်သေးဘူးကိုဘမအနေနဲ့အင်ဂျူရီကနေပြီးတော့ပြန်ပြီးတော့တတ်တာလာနေပါပြီဒါမဲ့အခုချိန်မှာသူတို့ပြန်ပြီးတော့ဒါတစ်ချက်ဒီကစားသမားအနေနဲ့တုံးလို့ရလားမရဘူးလားဆိုတာပြန်ပြီးတော့စစ်ဆေးနေရတကယ်တကယ်ဒီဘာစီလိုနာနဲ့ပွဲစဉ်မှာဒါတုံးလို့ရခဲ့မယ်ဆို လို့ရှိရင်တော့ကျွန်တော်ချက်စီအသင်းတော်ကတော့ကောင်းတယ်ပြီးလို့ရှိရင်ကျွန်တော်ခိုဝဲကလည်းကြောင်းမယ်ဒါမဲ့တိတ်တော့မလို့တော့ပါဘူးခိုဝဲလည်းဒီဇန်နဝါရီလစလောက်ပိုင်းမှာဆိုလို့ရှိရင်ကိုဝဲတို့ပြန်ပြီးတော့ကောင်းကောင်းကောင်းလာနိုင်ပြီပြီးလို့ရှိရင်လာဗီယာခိုပါမှာကျွန်တော်ပြီးလို့ရှိရင်ခုနခိုဝဲပေါ့ပြီးလို့ရှိရင်အန်ဆိုကဒူးတန်ရပြဿနာလေးတွေရှိနေတယ်ဒါမဲ့လည်းသူ့အနေနဲ့ဒီနှစ်ပတ်အတွင်းမှာအကောင်းဆုံးဒါတတ်တာအောင် ဒါကုသထားလိမ့်မယ်လို့တော့ထင်ပါတယ်ကြောအခုချိန်မှာကြောဘန်လီနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ကြော line up ခဏန်းကြီးရမယ်ဆိုလို့ရှိရင်ကြောတိုက်ဆက်ပိုင်းမှာဒီလိုပွဲစဉ်မျိုးမှာပြိသက်တွေအနေနဲ့ဆိုလို့ရှိရင်ကြောဒီလပ်လိုကစားသမားမျိုးကိုဒါတုံးမလားဒါမှမဟုတ် George လိုကစားသမားမျိုးကိုတုံးမလား ဂျော့ချ်ကတော်တော်လေးအချိန်နေဆိုတာမှန်တယ်ဒီပွဲစဉ်က အမားမခံတာလည်းမှန်တယ်ဒါပေမဲ့ဘန်လီနဲ့ပွဲစဉ်ကတော့အရန်ကြီး risk မယူသင့်ဘူးလို့တော့ထင်တယ်ဘာလို့ဆိုတော့နောက်ပွဲစဉ်ကကျော်ချန်ပီယံလိပွဲစဉ် injury တခုခုဖြစ်သွားလို့ရှိရင်ကျော်ချက်စီအသင်းအတွက်တော်တော်လေးကိုနစ်နာစရာတွေဖြစ်လာလိမ့်မယ်ကျော်ဘန်လီအသင်းတွေကအခုလက်ရှိတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ကျော် George ကိုတုံးလို့ရတယ် Dilap တုံးမယ်နဲ့ကျော်ဥမာပြောပြတာ George ကိုတုံးလို့ရတယ်ပြီးလို့ရှိရင်ဒီတောင်ပံဒီမှာဆိုလို့ရှိရင်လည်းကျော် Ganacho Nato တွဲလုံးတုံးမလား Gideon ကျော် Asabo တို့တွဲလုံးတုံးမလား Asabo က လည်းကြောင့်ဒီဘရာဇီးလက်ရွေးစင်အသင်းနဲ့ဒီ international break မှာခြေစွမ်းပြထားတာဖြစ်တဲ့ကြောင့်မလို့သူ့ကိုဒီပွဲစဉ်မှာအနားပေးပြီးတော့ကြောင့်ဒီဘာစီလိုနာနဲ့ချန်ပီယံလိပွဲစဉ်ကြမှာတော့မလားအစတာဘိုပေါ့အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ကြောင့်ဂီတန်နဲ့နာတိုတွဲထုတ်မလားဒါမှမဟုတ်ကနာချုံနဲ့နာတိုတွဲထုတ်မလားဒီလိုမျိုးဒီလိုမျိုးပုံစံအတိုင်းပဲ ဒီပွဲစဉ်ကသွားလိမ့်မယ်ပေါ့ပြီးလို့ရှိရင်နံပါတ်တန်းတို့နေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘူနာနော့တေတို့ဟောဒီကစားသမားတွေတေချာပေါက်ပွဲထွက်လာလိမ့်မယ်ဘာလို့ဆိုတော့ဒီလိုပွဲစဉ်မျိုးမှာမှဒီလိုကစားသမားတွေကကစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘန်လီနဲ့ပွဲစဉ်မှာဘူနာနော့တေလည်းကျွန်တော်ပွဲထွက်ကောင်းပွဲထွက်လာနိုင်တယ်ပြီးလို့ရှိရင်ကျွန်တော် defensive midfield နဲ့ကျွန်တော် center midfield နေရာမှာကကြတော့ကျွန်တော် Anzo နဲ့ Kaisi တို့ကလွဲပြီးတော့ခြားပဲကစားသမားသုံးမလဲပြိသက်တွေဆိုလို့ရှိရင် Chelsea ကကျွန်တော် 3-back နဲ့သွားမယ် 3-back နဲ့ကစားမယ်ဆိုလို့ရှိရင်ကျွန်တော် Harto တို့ ချာလိုပါတို့ဖိုဖာနာတို့နဲ့ပွဲထွက်လာပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်ကူကူရဲလာနဲ့ဟိုဘက်မှာဆိုလို့ရှိရင်တော့ race jane ပဲဖြစ်ဖြစ် gusto ပဲဖြစ်ဖြစ်ပေါ့ race jane ဖြစ်ဖို့များပါလိမ့်မယ်ကိုးသမားနေရာမှာဆိုကတော့ sun chat နဲ့ပဲဒါ premier league ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့ sun chat နဲ့ပဲပွဲထွက်လာလိမ့်မယ်ဟုတ်ပြီဒါကတော့ကျွန်တော်ခံမှန်းထားတယ်ကျွန်တော် banley နဲ့ပွဲစဉ်အတွက်ဒါ chelsea အသင်းဘက်ကပွဲထွက်လူချင်းဒီတုံးမတ်ကတော့ Chelsea အသင်းတွက်ကတော့လွယ်ကူတယ်ဆိုပေမဲ့မဖြစ်မနေရအောင်ယူမရမယ်။ကျော် Chelsea အသင်းအခုနောက်ဆုံးကစားမယ်ကျော် Premier League နောက်ဆုံး၅ပွဲမှာ ငါးပွဲလုံးကို အနိုင်ရရှိမယ်ဆိုလို့ရှိရင်တော့ကျောင်းအမှတ်ပေးစရာအဆင့်တက်နေရကိုရောက်ကောင်းရောက်နိုင်တယ်ကျောင်းရောက်လိုက်မယ်လို့ပြောတာမဟုတ်ရောက်ကောင်းရောက်နိုင်တယ်ဘာလို့အဲ့လိုမျိုးပြောလဲဆိုတော့ချယ်ဆီတက်နောက်ဆုံးရင်ဆိုင်ရမယ့်၅ပွဲနဲ့ကျောင်းအာဆင်နဲ့နောက်ဆုံးရင်ဆိုင်ရမယ့်၅ပွဲကျောင်းရှင်ကြီးလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကို ပွဲအခြေအနေရကွာတယ်အာဆင်နယ်ကပွဲတော်တော်ကျက်တယ်ပြီးလို့ရှိရင်ကျော်ချက်စီးကပွဲ6နဲ့အဲထဲမှာပါတယ်ပေါ့နောက်ဆုံး9ပွဲမှာကျော်9ပွဲလုံးကိုရမှတ်အပြစ်ယူနိုင်မယ်ဆိုလို့ရှိရင်တော့ကျော်ချက်စီးအသင်းအတွက် DRD ကျော်ချန်ပီယံလိဝင်ခွင့်မျှော်လင့်ချက်ဆိုတာကြီးကပြန်ပြီးတော့ကျော် ခုချိန်မှာပြန်ပြီးတော့မျှော်လင့်လို့ရလောက်တဲ့အနေအထားပေါ့အားကြောင့်မလို့ဒီဘန်လင်နဲ့ပွဲစဉ်ကိုလည်း Chelsea အသင်းတို့ဒါအာသွန်ကွန်ဆိုက်ကစားပြီးတော့အနိုင်၃မှတ်အရယူလိမ့်မယ်လို့တော့ယုံကြည်ပါတယ်ပြိုင်သက်ကြီးမြန်မာဆိုလို့ရှိရင်ရောဒီပွဲစဉ်လေးမှာဒါချုပ် Chelsea အသင်းဘလို့ပုံစံမျိုးဘယ်ကစားသမားတွေကိုအနားပေးပြီးတော့ဘယ်ကစားသမားတွေနဲ့ပွဲထွက်လာမယ်လို့ထင်လဲပြိုင်သက်ကြီးရဲ့အမြင်ကို comment မှာဝင်အောင်ဆွေးနွေးပြသကြပါအောင် Chelsea အသင်းနဲ့ပတ်သက်တဲ့အကြောင်းလေးဘောလုံးကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ join page လေးကို like and follow လေးလုပ်ထားပေးကြပါအောင်အဆုံးထိဝင်ရောက်ရှုပ်ကြရဲပြိုင်သက်တယောက်ချင်းစီတိုင်းကိုထူးပဲကြည့်ဦးတင်ရှိပါတယ် ာစီလက်ဆောင်ပေးမဲ့အစီအစဉ်တွေကလည်းအပတ်စဉ်အပတ်တိုင်းလှုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ page လေးကိုအမြဲတမ်းစောင့်ကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုဆွဲပါ